မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတုံမြို့နယ်ရှိကြံ့ခိုင်ရုံကိုပျောက်ကြားအဖွဲ့များမိုင်းခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှမ်းကုန်တိုင်းမင်္ဂလာတုံမြို့နယ်ရှိအချမ်းဖက်စစ်တပ်လက်ဝေခံကြံ့ခိုင်ရေးပါတီရုံကိုမျိုးပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ16ရက်ဒီမနက်အစောပိုင်းမှာလက်ပြုံပုံတွေပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် တိုက်ခိုက်မှုကိုရန်ကုန်အာမီပွိုင်းအင်းနဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းအားမြင့်မိုင်းတစ်လုံးနဲ့လက်ပြပုံနှလုံးပြစ်ခတ်နိုင်ခဲ့တာကြောင့်ကြံခိုင်ရေးယုံကိုလုံခြုံရေးရှုပေးနေတဲ့အပြာဝစ်သူတွေပါထိခိုက်နိုင်တယ်လို့ရန်ကုန်အာမီပွိုင်းအတာဝန်ရှိသူကပြောပါတယ်။ရုံဖွင့်ချိန်စောင့်ပြီးတွေ့တာပါထိခိုက်မှုကတော့ရှိမှာပါကျွန်တော်တို့မိုင်းကိုအေးအေးဆေးဆေးထောင်ခဲ့ရတာဆိုတော့နောက်ပြီးလက်ပြပုံးနဲ့ပါပြစ်ခွဲခဲ့တယ်။အဲ့မှာရက်ွက်လုံးချုံကြီးအတွက်ခံထားတဲ့အပြောက်ခွေကောင်တွေပါရှိတယ်။ သူတို့ပါထိနိုင်တယ်လို့ရန်ကုန်အာမီကွိုင်းအေတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။အထက်ပါတိုက်ခိုက်မှုအပြီးပျောက်ကြားတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းရာဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။လက်ရှိမှာအကြံဖက်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကျင်းပဖို့အချိန်တိတ်မလို့တော့တာကြောင့်အဆိုပါရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ထားကြတဲ့မျိုးပြပျောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ်ဖြစ်လာပါတယ်။ရန်ကုန်အာမီကွိုင်းအေအပါဝင် မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကအကြံဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လုတ်ကင်ကြမဲ့သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းကြေညာထားပါတယ်။ကြက်ခိုင်ရေးပါတီဟာအကြံဖက်စစ်တပ်လက်ပါစီအင်အားကြီးပါတီတစ်ခုဖြစ်ပြီးစစ်ကောင်ဆောင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာနေရာရဖို့အယက်သားဖြစ်သူတွေကိုမလုံပေးလိမ်လည်းမဲဆွယ်မှုတွေလည်းစက်တိုက်လုဆောင်နေတာဖြစ်ပါတယ်။ဆလပီတနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးတက်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးခဲ့ကြောင်း People Different Phone မြိတ်ခရိုင်တရရင်နှင့်မှာတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလ16ရက်နေ့နနက်စင်နိုင်ခန့်တွင်တမုတ်ချုံကျေးရွာအနီးတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရီတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိုက်ပွဲသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအချမ်းဖတ်စစ်တပ်မှ၄ဦးသေဆုံးကာတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် တမုတ်ခြုံကျေးရွာအနီးမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပါအပြန်အလှန်တိုက်ပွဲ45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်တိုက်ပွဲက17နိုင်လောက်မှပြီးဆုံးခဲ့တယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့အထီးကမ်းမရှိဆုတ်ခွာနိုင်ခဲ့တယ်ရန်သူဘက်ကတော့၄ခေါင်လောက်တိုက်ဆုံးပါတယ်ဟု People Different Phone ငိတ်ခရိုင်တပ်ရင်းနှင်းမှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို ရိတ်ခရိုင်အမှတ်1တပ်ရင်းတပ်ခွဲနှင့်ကောတောင်ခရိုင်တပ်ရင်းတင်ဂျုံစကွန်ဂျုံတပ်ခွဲနှင့်တနင်္သာရီမြို့နယ်ပါကဖားတပ်ခွဲတို့ကဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးပေါင်းနယ်မြို့နယ်တွင်ရဲများကိုမိုင်းဆွဲတိုက်ခိုက်မှုဒူရဲအုပ်အင်းမင်းထုံးအပါအဝင်ရဲနှုတ်အပြင်းထန်ဒဏ်ရာရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ ပကိုးတိုင်းပြည်ခရိုင်ပေါင်းနယ်မြို့နယ်တွင်စိုက်ကဲ၃စီးဖြင့်ထွက်လာသောရဲများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အေးမင်းထွန်းအပါဝင်နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအမှတ်3601တရင်စစ်ထောက်လန်ရေးတာဝန်ခံရဲဘော်ရှဲတို့ကသတင်းဌာနကိုပြောကြားပါရယ်။ဂျမန်နီအော်တိုဘားလ18ရက်နေ့နနက်9:15မိနစ်ကပေါင်းတယ်မြို့နယ်မှတ်တိုင်အုပ်စုမှတ်တိုင်ရဲစခန်းမှဒူရဲအုပ်အေးမင်းထွန်းဦးစီသောရဲ9ဦးသည်စိုက်ကဲ၃စီးဖြင့်တမန်ကြီးရွာဘက်သို့ခေးဖွင့်စစ်စင်းရန်ထွက်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အင်မင်ထွန်နဲ့နေတိန်အောင်ကျော်ထပ်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့သောအပြင်းထန်ဒဏ်ရာရရှိခဲ့သည့်ရဲနှုတ်စလုံးကိုအလုံးပိတ်ကားဖြင့်ဖြီစေးယုံတို့တည်ဆောင်သွားပြီးတေဆုံချင်းရှိမရှိသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ရှင်းရဲတပ်ဖွဲ့ဝင်များသည့်တမန်ကြီးရွာလန်းစုံညောင်ပင်အောင်၌ဂိတ်ဖွင့်၍ဖြီးသွားပြည်သူများ၏ဆိုင်ကယ်များကိုဖမ်းဆီးခြင်းအာဓမစစ်မှုတန်းစုဆောင်ခြင်း ဝေလာသောစားတောက်ကုန်များကိုလည်းတင်စီခြင်းပြည်သူများကိုဖမ်းဆီးငွေတောင်းခံခြင်းငွေမပေးနိုင်ပါကဖမ်းဆီးထောင်ချခြင်းတို့ကိုပြုလုပ်နေသောဂိတ်ဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြူဟာ27ကိုခဲမှုအောက်ရှိ3601တပ်ရင်းတပ်ခွဲလေးမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလပီလဘဒံမြို့နယ်တရက်ချောင်းရွာကိုဘုံလာကျဲသည့်စစ်တပ်၏ drone တစ်စင်းပြတ်ကြပြီး PDF တပ်ဖွဲ့ကတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဖကူတိုင်းလပတိုင်းမြို့နယ်တရချောင်းရွာကိုပုံလာကျဲသည့်အကြံဖက်စစ်တပ်၏ဒရုန်းတစင်ပြတ်ကျပြီးဒိစီရရှိခဲ့ကြောင်းတာယံဝတီခရိုင်ကလုံတပ်ဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါသည်ရှနီအော်တိုဘလာ19ရက်နေ့နနက်10:30မိနစ်ခန့်တွင်လပတန်မြို့နယ်တရက်ချောင်းရွာကိုပုံလာကျဲသည့်အချမ်းဖက်စစ်တပ် drone တစ်စင်းသည်ဆက်ချုပ်ရင်ပြီးပြတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောပြတ်ကျသွားသော drone ကိုတရက်ချောင်းရွာအနောက်ဘက်တွင်တာယာဝတီကလုံတပ်ဖွဲ့မှသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ စစ်ခွေးတွေကတရက်ချောင်းရွာကို drone နဲ့ဖုံးလာကျဲတဲ့အထက်မှာဆက်ချွတ်ရင်ပြီးတော့အဲ့ဒီ drone က lady နဲ့ပြုတ်ကျလာတာကျွန်တော်တို့လည်းသတင်းချတာနဲ့သွားပြီးတော့ရှူဆောင်လာခဲ့တယ်အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီဟုတရားဝတီကလုံးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတရက်ချောင်းတွင်အော်တိုဘားလ15ရက်နေ့ကလည်းမီးရှို့ဖျက်ဆီးရန်စစ်ကြောင်းထိုးလာသည့်အကြံဖက်စစ်တပ်စစ်ကောင်စီတပ်ကိုဖြီးသူကောက်ကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနှင့်ပြည်ဖကိုးတိုင်းစစ်ဌာနဖြူဟာ22ကိုကဲမှုဖြင့်အမှတ်စဉ်3800တက်ရင်အမှတ်3803တက်ရင်တာယာဝတီရွှေတန်းမြေဖြီးသူကောက်ကွယ်ရေးတပ်ဖွဲ့ တာယာဝတီကလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အကြံဖက်စစ်ကောင်စီတပ်ဗတ်မှအထူးကညာရှိခဲ့ပြီးစစ်သား15ဦးထပ်မံတည်ဆုံကစစ်တုံးပန်းအဖြစ်စစ်သား12ဦးကိုလည်းဖမ်းဆီးရရှိကလက်နက်အစုံ16လဲခဲယမ်းများနှင့်စစ်တုံးပစ္စည်းများစွာကိုလည်းတင်စီရရှိနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးစမ်းချောင်းမြို့နယ်ဝလူဝံရက်ကွက် အုတ်ချုပ်ရည်မှုနယ်အဖွဲ့ကပရိုပေါက်ကားဖြင့်လူငယ်များကိုလိုက်လံဖမ်းဆီးမိတီလာတွင်ရဆက်ဝဲမှုကျူးလွန်သူကို ငွေကျပ်သိန်း80ဖြစ်၍စစ်မှုထမ်းခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စံကြောင်းမြို့နယ်ဝလူဝံရက်ွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကပရိုပေါက်ကားဖြင့်လူငယ်များကိုလိုက်လံဖမ်းဆီးပြီးငွေညစ်ကောင်ငွေမပေးနိုင်သောလူငယ်များကိုလူစားထိုးစစ်မှုထမ်းအဖြစ်ရောင်းစားနေကြောင်းဖမ်းဆီးကံလူငယ်တချို့၏ဆွေမျိုးများနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလတ်စက်ရည်ည9:55မိနစ်အချိန်ကြီးမြင့်နိုင်မြို့နယ်လက်စင်လန်းနှင့်စံကြောင်းမြို့နယ်ဝလူဝံတရားအကြအတွင်အသက်20ကျော်အရွယ်လူငယ်တအုပ်ကို ဝေလူပုံရက်ွက်အုပ်ချုပ်ရေးမှုနှင့်အဖွဲ့ကအတင်းအကျပ်ဖမ်းဆီးပြီးပရိုပေါက်ကားပေါ်ဆွဲတင်သွားကြောင်းရှင်တော်ဝေလူပုံရက်ွက်အုပ်ချုပ်ရေးမှုရုံးတို့ခေါ်ဆောင်သွားခဲ့ကြောင်းရှင်ကဲ့သို့လူငယ်များကိုဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှုနှင့်အဖွဲ့ကပရိုပေါက်ကားများဖြင့်လိုက်လံဖမ်းဆီးပေါ်တာဆွဲနေမှုမှာမကြာခဏဆိုသလိုလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်ဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှုကပရိုပေါက်ကားနှင့်အကြီးမြင့်နိုင်တဲ့အစံကြောင်းတစ်လျှောက်မှာစစ်မှုထမ်းအဖြစ်လူရှာဖို့လူငယ်တွေကိုလိုက်ဖမ်းနေတာတော်တော်ကြာပြီတကယ်လို့ငွေတက်နိုင်ရင်တော့3000နဲ့ပြန်ရွေးခိုင်းနေ ငွေမတက်နိုင်ရင်တော့တခါတည်းစစ်မှုထမ်းတင်တဲ့ကြောင်တန်ဖိုးတယ်။သူကရက်ွက်ထဲမှာလေးစစ်မှုထမ်းကြီးအဖြစ်အိမ်တိုင်းစီကလှဆင်ကောက်တယ်။လူရဖို့ကြတော့အပြင်မှာလိုက်ပြီးလူငယ်တွေကိုပေါ်တာဆွဲလိုက်ပန်းနေတဲ့ဟူဝေလူကွန်ရက်ွက်မှရှင်ဖြစ်စင်များကိုသိရှိထားသောဒေသခံပြည်သူတအူးကပြောဆိုပါရယ်။အဆိုပါဝေလူကွန်ရက်ွက်အုပ်ချုပ်ရေးမှူးမှလီလန်းတွင်နေထိုင်ပြီးစစ်မှုထမ်းအဖြစ်လူငယ်များကိုပေါ်ထားဆွဲဖမ်းဆီးရမှာလူစားထုတ်ငွေညှိရရှိသောငွေကြေးများကိုအုပ်ချုပ်ရေးမှုနှင့်အဖွဲ့များကခွဲဝေရယူချကြောင်း စံချောင်းမျိုးနဲ့ထွေအုပ်နှင့်ရဲတပ်ဖွဲ့ကလည်းစစ်မှုတန်းလူငယ်များပုံမှန်ရရှိရေးအတွက်အုတ်ချိုရင်မှု၏ပေါ်တာဆွဲဖန်းစည်းငွေညှိမှုများကိုသိရှိတော်လဲသေဆုံးတရားအရေးယူမှုမရှိကြောင်းသိရပါသည်။အလားတူ မိထီလာမျိုးနဲ့ကြောက်ဖြူကုံအုပ်စုအုတ်ချိုရင်မှုဝင်းမြင့်ကျော်ကရှာဇဝဲမှုများကျူးလွန်နေသည့်အင်ဖက်လက်ကြီးပါတားကြော်ဆိုလင်းခေါ်ဖာကြီးကိုငွေချက်သိန်း80ပြည့်၍စစ်မှုတန်းလူစားထိုးအဖြစ်ဝယ်ယူပြီးစစ်တပ်အတွင်သို့ပို့ဆောင်လိုက်ကြောင်းသိရပါသည်။အင်ဖက်လက်ကြီးပါတားကြော်ဆိုလင်းခေါ်ဖာကြီးမှာ မူရစ်စေဝါရောင်းဝယ်ခြင်းဆိုင်ကယ်များခိုးယူခြင်းတို့ကြောင့်အလိုရှိနေသောရာဇဝတ်သားတဦးဖြစ်တော်လိမ့်စစ်မှုရန်အဖြစ်သိန်း80ပြီကအော်တိုဘာလ18ရက်နေ့မိထီလာ133တက်တို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ဖားကြီးကမူရစ်စေရောင်းနေဆိုင်ကယ်ခိုးတယ်အဲ့ဒါကိုအရေးယူပေးဖို့အုတ်ကြီးဝင်းမြင့်ကျော်ကိုတိုင်ထားကြတာအုတ်ကြီးနဲ့ဖားကြီးကညီကိုတဝန်းခွဲတော်တယ်အဲ့ဒီတော့ရာဇဝတ်သားကိုအေးမယူပဲငွေကျပ်သိန်း80ပြီးပြီစစ်မှုထမ်းလူစားထိုးဆိုပြီးစစ်တပ်ထဲထည့်လိုက်တာ။ မနေ့က133တက်တဲ့ကိုအုတ်ကြီးကိုတိုင်းလိုက်ပို့တယ်။သူလုတ်တဲ့ရာဇဝတ်မှုတွေလည်းအရေးယူလို့မရတော့ဘူးပေါ့လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုပါရယ်။အကြံဖက်စစ်တပ်ကယခုအောက်တိုဘာလအတွင်းတွင်စစ်မှုထမ်းအဖက်စင်78ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ပါရယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။